အားလုံးပဲမင်္ဂလာပါအခုလက်ရှိကျွန်တော်ကြုံနေရတဲ့ case လေးတစ်ခုကိုမှမိတ်ဆွေတို့ကိုကြူပြီးတော့ကောက်ွယ်လို့ရရအောင်လို့ကျွန်တော်ဒီနီလန်းလေးကိုမျှဝေရခြင်းဖြစ်ပါတယ်အဲကျွန်တော်တို့က Google မှာတူပေးထားတဲ့ server ကိုလက်တလောချင်းနေမှာ VPN တွေခံတယ် USA VPN တွေခံပြီးတော့အအုံပြုတ်ကြတယ်ပေါ့နော်မေးကိုဖွင့်တဲ့ချိန်မှာလဲသူကဒီ US မေးအနေနဲ့ဖွင့်တဲ့ချိန်မှာဖုန်းနံပါတ်တွေကိုကျွန်တော်တို့က fake အနေနဲ့ထည့်ရတယ်ထည့်ပြီးတော့မှဖုန်းနံပါတ်တွေနဲ့ကျွန်တော်တို့ကဖွင့်တယ်ဖွင့်တဲ့မေးတွေနဲ့နောက်ဆုံး Google အကောင့်ဖွင့်တဲ့ချိန်မှာ Google အကောင့်လေးတွေရလာကြတယ်ပေါ့နော် ဲ့လိုရလာကြတဲ့အချိန်မှာလက်ရှိဖြစ်နေတဲ့ပြဿနာကဘာလဲဆိုတော့ဖုန်းကနေဝင်လာတဲ့တူတွေကကြတော့ဖုန်းကပါဝါမပိတ်သွားဘူးပြီးတော့ဒီအကောင့်ကလော့အောင်မထွက်သွားဘူးဆိုတဲ့တူတွေကတော့ဒီ error မဖြစ်သေးဘူးပေါ့နော်မဖြစ်သေးဘူးဒါပေမဲ့ဟိုဟာ VPN ကြတာမျိုးတွေဘာတွေဖြစ်တဲ့အချိန်မျိုးတွေကြရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ VPN ဥပမာဝင်မတုံးဘူး VPN ကို free တုံးတယ်ပိတ်လိုက်တယ်ပြီးရင်ပြန်ဖွင့်တဲ့အချိန်မှာ location မတူတဲ့အချိန်မျိုးအာ IP address မတူတဲ့အချိန်မျိုးတွေကြလို့ဆိုရင်တော့ကိုယ့်ရဲ့ account ကို ကိုကရဲ့ဆက်ကျူရဲ့တရားနေပြီးတော့ထိန်းချုပ်တဲ့ပုံစံမျိုးနဲ့သူကအာဒီပုံစံမျိုးလေးပေါ်လာကောင်းပေါ်လာနိုင်တယ်အဲ့အတွက်ကြောင့်လက်ရှိမှာကျွန်တော်ကကွန်ပျူတာမှာကျွန်တော်ရဲ့အကောင့်ကိုကျွန်တော်ဖွင့်ပြီးတော့တုံးနေတယ်ပေါ့နော်မနေ့ညဆိုလဲကျွန်တော်တုံးတယ် credit 900ကျော်လောက်ကျန်နေတယ်တို့ပေမဲ့ညကကျွန်တော်ကွန်ပျူတာပိတ်လိုက်တာပိတ်ပြီးတော့ဒီမနေ့ပြန်ဝင်တဲ့အချိန်မှာအကောင့်ကဒီလိုမျိုးဖြစ်တယ်သူက login ပြန်တောင်းတယ်ပြန်တောင်းတဲ့အခါကျတော့ မိမိရဲ့အကောင့်ကိုအခုဒီနေရာမှာကျွန်တော်နှိပ်လိုက်တယ်ပေါ့နော်နှိပ်လိုက်တဲ့ခါကျရင်ကိုက robot မဟုတ်ဘူးဆိုတဲ့အဥစားကိုသူကအတီးပြူခိုင်းတဲ့ box လေးတကူအရင်ဆုံးပေါ်လာတယ်အဲ့မှာကျွန်တော်တို့ကအမှန်ချစ်လေးပေးလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်သူက confirm ပေးလောက်ခိုင်းတယ်အာအဲ့ဒါ confirm လောက်လိုက်တဲ့အချိန်မှာသူကဒီပုံစံမျိုးလေးပေါ်တယ်ဒါဆိုရင် အခုလိုမျိုးကျွန်တော်တို့မြင်ရပြီမြင်ရတဲ့ခါကျလို့ဆိုရင်အဲ့ဒီမှာကျွန်တော်တို့ niche ကိုစနိုက်တဲ့ခါကျရင်သူက password ထည့်ခိုင်းမယ်အာ try another way နဲ့တွားပေးမယ်လေမရဘူးပေါ့နော် အဲ့တော့ next ကိုဆက်နေတဲ့အခါကျရင်သူကကျွန်တော်တို့ဒီကိုယ့်ရဲ့ account ရဲ့ password ကိုပြီးထည့်ခိုင်းတယ်အဲ့ဒီမှာကျွန်တော် password ထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်ဒီမှာ next ကိုဆက်နေမယ်ဒီဆက်မှာစပြီးတော့တိုင်ပတ်တော့တာပဲဒီမှာတုံးထားတဲ့ဖုန်းနံပါတ်ကကျွန်တော်တို့ကဒီ temporary ဖုန်းနံပါတ်ကိုတုံးထားပြီးတော့ account စဖွင့်တဲ့အချိန်မှာ SMS ယူထားတယ်ပေါ့နော်အဲ့ဒီ temporary ကတ်တွေကကြတော့လေဘလောက်ပဲကိုက officially site မှာဝယ်ပြီးတော့ပဲတုံးတုံးကုတ်ကူတော့မြင်မြန်ကြတယ်တိုးပေမဲ့အဲ့ဒီဖုန်းနံပါတ်တွေကတစ်ချိန်မဲ့တုံးလို့ရတယ်ထပ်တုံးလို့မရဘူးပေါ့နော် အဲ့တော့ဒီမှာဆိုရင် तू อ่ะအဲ့ဒီဖုန်းကို तू อ่ะကုတ်ပို့မယ်အဲ့ဒီကုတ်ကိုကိုကပြန်ထည့်မှဒီအကောင့်ကိုပြန်ဝင်လို့ရမယ်အဲ့လိုမှမဟုတ်ရင် तू อ่ะဒီအကောင့်ကိုလော့ချပစ်လိုက်တယ်ဗောနော်သုံးလို့မရတော့ဘူးဗောဒီလိုမျိုးကျွန်တော်ကြုံနေရပါတယ်အဲ့တော့ဒီလိုမျိုးဖြစ်နေတဲ့ပြဿနာကိုမဖြစ်ရအောင်လို့ဒီဖြည့်ရှင်းရမယ့်နီလန်းလေးတခုဗောနော်အဲ့ဒါလေးကိုကျွန်တော်အခုဆက်ပြီးတော့ဝင်ပြပါမယ်ကျွန်တော်အကောင့်ကိုရလာတဲ့ခါကျရင်အရင်ဆုံးလှုပ်ဆောင်ရမယ့်အချက်လေးကကြတော့ကျွန်တော်တို့ရဲ့ဒီ profile လေးကိုတွွားလိုက်ပါတော့ ဖုန်းထဲရတူလဲအတူတူပါပဲဒီမှာ profile လေးရဒီလိုမျိုးလေးရှိတယ်အဲ့မှာ managing your google account ဆိုတဲ့နေရာလေးကိုဆက်ပြီးတော့ဝင်ပေးပါအခုလို့ရောက်လာတဲ့ခါကျရင်တော့ကျွန်တော်တို့ဒီနေရာမှာ personal info ဆိုတဲ့နေရာလေးတွေကိုဆက်ပြီးတွားပေးပါကျွန်တော်တို့လုံဆောင်ရမှာကြတော့ဒီအဆင့်မှာပေါ့နော်ဒီအဆင့်မှာကျွန်တော်တို့လက်ရှိသုံးဆွဲနေတဲ့ဖုန်းနံပါတ်ကိုထည့်ပေးပါပြီးရင်ကျွန်တော်တို့ email address ကိုမှ personally သုံးနေတဲ့ email address ရှိတယ်ဆို email address တစ်ခုထည့်မယ်ဖုန်းနံပါတ်ထည့်မယ် မှဆိုရင်ကျွန်တော် personally တုံးတဲ့ email address ကိုကျွန်တော်ကထည့်ထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီ email တစ်ခုကိုကျွန်တော်တို့ထည့်ပြီးတဲ့အခါကျရင်တို့ကအာအဲ့ဒီရဲ့ email တွေကို verification ကုတ်ပို့မယ်ပို့တဲ့အခါကျရင်အဲ့ဒီကုတ်ကိုယူပြီးတော့ပြန်ထည့်လိုက်အဲ့ဒါဆိုရင်ဒီနေရာမှာဟိုအဝါရောင်အမှတ်အသားပုံစံမျိုးလေးမဖြစ်တော့ဘူးဒါဆိုရင် verify ဖြစ်သွားတဲ့တဘောမျိုးလေးတက်ရောက်တယ်ပေါ့နော်ပြန်ပြီး verify မဖြစ်ဘူးဆိုရင်ဒီနားမှာအဝါရောင်ပုံစံမျိုးလေးနဲ့ဒီအမေရိတ်အမှတ်အသားပုံစံမျိုးလေးနဲ့ပေါ်နေတာဖြစ်မှာပါအဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ကအောက်မှာဖုန်းနံပါတ် ဖုန်းနံပါတ်မှာဆိုလဲကိုလက်ရှိတုံးနေတဲ့ mobile ဖုန်းနံပါတ်တစ်ခုကိုထည့်ပေးပါအဲ့လိုထည့်တဲ့ခါကျရင်ဖုန်းထဲကိုတော့ SMS တစ်ခုရောက်မယ်ရောက်တဲ့ခါကျရင်ကျွန်တော်တို့အဲ့ဒီမှာ Google ရဲ့ကုတ်ကူရိုက်ထည့်လိုက်တာနေတဲ့အဲ့ဒါဖုန်းနံပါတ်ရော recovery အတွက်ကိုအဆင်ပြေသွားမယ်ဒါဆိုရင်ကျွန်တော်တို့ကြော်ခွားတဲ့ဤစနစ်တစ်ခုအောင်မြင်သွားမှာပဲဖြစ်ပါတယ်ဆော်နာကကျွန်တော်ကြုံနေရတဲ့ဒီလိုမျိုးပြဿနာမျိုးဝေးသွားမယ်ပေါ့နော်အာမိတ်ဆွေတို့အနေနဲ့အခုကျွန်တော်ပြောပြပေးတဲ့အချက်လေးကိုအဓိကလှုပ်ဆောင်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအခုတချို့တချို့တွေက အကောင့်တွေကိုအဲ့လိုမျိုးတွေဖွင့်တယ်ဖွင့်ပြီးတော့ Google ကနေပြီးတော့ကျွန်တော်တို့ကိုပေးတယ် Google Drive ကတည်းတင်းစီမှုက True Travel ဘိုင်းလောက်မှရတယ် True TV တောင်ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်အဲ့ဒီ True TV မှာတင်းချင်တာတွေတက်သိမ်းမယ်ဆိုပြီးတော့အချို့ဆိုရင် upload တွေလုပ်ပြီးတော့တင်းနေကြတယ်ဗျာအဲ့တော့အခုလိုမျိုးဒီ log ကြွားတဲ့အခါကျရင်အဲ့ဒါတွေအကုန်လုံးအောင်ဆုံးရှုံးသွားမယ်ဘာမှလုပ်လို့ရမှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့ဒီ account ဆက်ဆောက်ဆုံးရလာတဲ့အချိန်ကျရင်အခုကျွန်တော်ပြောပြပေးတဲ့စနစ်လေး ਨੇ ကိုယ့်ရဲ့ account ကိုကိုယ့်ရဲ့ဖုန်းနံပါတ်တစ်ခုနဲ့အရင်ဆုံး verify လုပ်ပါ ပြီးရင်မေးတွေပါတွေချိတ်ကျွန်တော်စီရောအကောင့်ဝင်သွားတဲ့တူတွေဆိုရင်ဒီမှာ password တွေပါတွေတခါတည်းဝင်ပြီးတော့ပြောင်းပါတော့ဒီဘက်အောက်ဘက်မှာဆိုရင်ကျွန်တော်တို့ password ပြောင်းမယ့်နေရာတွေရှိတယ်เนาะ personal info ထဲမှာ password တွေပါတွေကိုစိတ်ကြိုက် password တွေပါတွေပြောင်းပါအဲ့တော့မှဒါဒီမေးတွေကစွန်းနာလိုမျိုး log ခဲ့မယ်ဆိုရင်တော့မှဒီဖုန်းနံပါတ်ရိုက်ထည့်ပြီးတော့ကိုယ့်ရဲ့အကောင့်ကိုပြန်ပြီးတော့ဝင်ပြီးအသုံးပြုလို့ရမှာဖြစ်ပါတယ်ကျွန်တော်ဆိုရင်ညကဒီ credit 900ကျော်လောက်နှမျောတယ်ပေါ့เนาะ အဲ့ဒါမတုံးကတော့ဒီလုပ်ငန်းလုပ်ထားတဲ့ file တွေအဲ့ဒီထဲမှာတန်းလန်းကြီးဖြစ်နေတာဒါကတော့ကျွန်တော်ရဲ့ account တစ်ခုပါ